အကြီးကိုပုံမှန်ကလေးတွေရဲ့မျက်နှာလို့ဖြစ်အောင်ငွေကုံကြေးကြခံပြီးပြုပြင်ပေးသွားမယ်မေမေခိုင်နေဝေအားလုံးပဲမင်္ဂလာပါ I'm Sally Dos New ကနေကြိုဆိုလိုက်ပါတယ်ခိုင်နေဝေကတော့မိဘတွေကမလို့ကျွန်တော်လို့ဆုံးပြစ်ထားခဲ့တဲ့ကလေးငယ်ပေါင်းများစွာကိုလှဆင်နေမြကဲတင်ပေးနေပါတယ်တချို့အမှားကလေးတွေဆိုအတက်တောင်မရှင်နိုင်တဲ့ပုံစံမျိုးနဲ့ရောင်းရှင်လာပြီးခိုင်နေဝေလက်ထံရောက်မှစေကုသမှုခံယူရကား အန်နီကင်းသွားတဲ့ကလေးတွေလည်းအများကြီးပဲရှိပါတယ်။ဒီထဲမှာမှအာကြီးကလည်းကျမ်းမာရေးမကောင်းတဲ့ကလေးတွေတဲကတအုပ်ဖြစ်ခိုင်နှင်းဝင်စီရောက်ရှိလာခဲ့ပါတယ်။လွန်ခဲ့တဲ့၃နှစ်လောက်ကအောင်မေရွတ်မပါတဲ့ကလေးလေးအဖြစ်နဲ့အာကြီးကိုတော့ပြည်သူအလုံးကအတနာပုံနေခဲ့ရပါတယ်။အာကြီးကိုခိုင်နှင်းဝင်ကမြင်မြင်ချင်းအရန်ကိုတနာခဲ့ရပြီးသူ့ရဲ့မျက်နှာကိုပြုပြင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မွေးစားဖို့လက်ခံခဲ့တာပါ။အခုဆိုရင်အာကြီးက၃နှစ်ရွယ်ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်တယ်။ ြီးလာတဲ့ချိန်မှာအာကြီးကမေမေခိုင်နှင်းဝင်ကိုလည်းအရန်ကိုချစ်သလိုအရေးတကြီးကြီးနဲ့ကြည်နေတတ်တဲ့သားဖြစ်ပါရင်အာကြီးရဲ့မျက်နှာကိုအဆင့်လေးစင်းနဲ့ပြုပြင်သွားဖို့အတွက်စီစဉ်ထားပြီးပဲဖြစ်ပါရင်အဆင့်လေးစင်းနဲ့ပြုပြင်ပေးမှဖြစ်တာကြောင့်ခိုင်နှင်းဝင်ကစိတ်လှုပ်ရှားနေပါရင်မအောင်မြမကိုစိတ်မပူပင်မဲ့လည်းအမေတယောက်အနေနဲ့သားတယောက်ခွဲစိတ်မှကိုတော့စိတ်ပူနေရတယ်အခုလက်ရှိမှာသုံးနှစ်ရှိပြီမို့ကျောင်းထားရမယ့်ချိန်မှာခိုင်နှင်းဝင်ကအာကြီးစာမလိုက်နိုင်မှကိုစိတ်ပူခဲရဘူးပါတယ်အာကြီးကအောင်မေရောလဲချုပ်ရင်သူဖြစ်တဲ့အတွက် မိမိခိုင်ကဆာမလိုက်နိုင်မှာကိုအရန်ကိုစိုးရိမ်ပူပန်နေခဲ့ရပါတယ်။ဒါပေမဲ့အာကြီးကတော့မတင်ထားလောက်အောင်ကိုထက်မြက်နေပြီးစာရီကိုလည်းလိုက်နိုင်နေခဲ့တယ်။အာကြီးရဲ့ညာရင်ညာသွေးကလည်းထက်မြက်လွန်းတာကိုကြည့်ပြီးမိမိခိုင်ကဝမ်းသာမျက်ရည်တွေကြာနေခဲ့ရပါတယ်။အာကြီးကဆရာမတွေကိုလည်းကြောက်တာမျိုးမရှိဘဲမင်းမျက်နှာတွေကိုချက်ချင်းတုံ့ပြန်တက်ပါတယ်။မိမိခိုင်ကတော့အာကြီးကိုပညာတက်ကြီးတယောက်အဖြစ်နဲ့ထွန်းပေါက်နေရကိုပဲမြင်ကျင်တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့အာကြီးကအရွယ်နဲ့မလိုက်အောင်ခိုင်နေဝေပေါ်မှာလည်းအရန်ကိုတီးတက်လွန်နေခဲ့ပါတယ်။ ထိုင်နေဝေကစေတနာကောင်းကောင်းနဲ့ကလေးတွေကိုကေတင်ခဲ့တာကြောင့်ကလေးတွေကလည်းအရွယ်ရောက်လာချိန်မှာအရန်ကိုလိမ်မာနေပါတယ်။ထိုင်နေဝေကိုမျက်စိမျက်နှာတစ်ချက်တောင်အပြတ်မခံမင်းအသေးစိတ်ခရုစိုက်တက်ကြတယ်။ထိုင်နေဝေကလည်းကြောင်းတက်ရတဲ့ကလေးတွေကိုကြောင်းပို့တဲ့ချိန်မှာသူများတွေလိုမိဘမရှိတာကိုကြည့်ပြီးမျက်ရည်ကျတာစိတ်မကောင်းဖြစ်နေကြရတာပဲဖြစ်ပါနေ။အာဂျီရဲ့မျက်နှာကိုပုံမှန်လူတွေလိုလှပသွားအစင်းစင်ပြုတ်ပြင်ပေးသွားပေမဲ့မိမိခိုင်နေဝေပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပေးပါဦးနော်။ အဆုံးထိနားဆင်ကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်